အားလုံးပဲမင်္ဂလာပါအမျိုးသမီးလေးတွေအမျိုးသမီးတယောက်ဟာမိမိငယ်လေးတွေပေါ့နော်များအကြီးတဲ့လူပဲဖြစ်ဖြစ်ငယ်တဲ့လူပဲဖြစ်ဖြစ်ကျမကြီးအားနေရင်ကိုကကျမကြီးတချို့ကြကျမကြီးအားနေတယ်ဟော်မုန်းတွေအားနေတယ်ဆိုရင်ကိုရဲ့ခန္ဓာကိုယ်ကအသားရည်တွေကယော့တွဲတတ်ပါတယ်အဓိကကတော့ပြောချင်တာကတော့တင်းနေရင်နေပေါ့နော်အဲ့ဒါတွေကယော့တွဲတတ်ပါတယ်အရန်ပိန်နေဆိုရင် အပြူလေးတွေကရာသီစံဝင်လေပတ်ဖို့လဲအားနေတယ်တချို့ဆိုရင်ကိုကအပြူလေးတွေဖြစ်နေပြီးတော့တချို့ဆိုရင်ရာသီစံဝင်ဆိုတာအ ਨੇ ဆုံးရာသီစံဝင်ရာသီတွေးပေါ်တဲ့အချိန်ဟာနှစ်ရက်ကနေသုံးရက်ကနေ၅ရက်အဲ့လောက်ထိကကောင်းပါတယ်တချို့ကြတော့လဲများလွန်အကြီးတော့9ရက်လောက်ထိလာတယ်အဲ့ဒါကြတော့လဲတွေးအား ਨੇ သွားပြန်ရောလူကခဏကကအား ਨੇ သွားပြန်တချို့ကြတော့လဲနှစ်ရက်လောက်ပဲလာတယ်တစ်ရက်လောက်ပဲလာတယ်ဆိုတဲ့သူမျိုးရှိတယ် အဲ့ဒါဆိုရင်သူတို့ကအရင်အားနေတယ်အရင်အားနေတဲ့အတွက်သူတို့ကခွင့်ပြုမှုလည်းအားနေတယ်အဲ့လိုလူမျိုးတွေကိုကိုကိုစမ်းစစ်လိုက်เนาะအတဟိုတမိလေးတွေပေါ့နော်ဟောကိုကိုကိုစမ်းစစ်လိုက်အဲ့လိုသွေးပေါ်ချိန်ဟာတရက်နှစ်ရက်ပဲလာတယ်ဆိုတော့ကလေးတွေကအရင်ခုခန္ဓာကိုကသူများတွေလိုအသားရည်ကဆူဆူပြေးပြေးမရှိဘူးအသားရည်ကတင်းတင်းရဲရဲမရှိဘူးဖွင့်ထွားမှုဖွင့်ပြိုးမှုနည်းတယ်ပေါ့နော်အဲ့ဒါအဲ့လိုမျိုးလေးတွေအဲ့လိုမျိုးလေးတွေဖြစ်နေတယ်ဆိုရင် ဟော်မုန်းဖြစ်ဆက်စာလေးတွေစားပါတချို့ကျတော့အသက်30ကျော်မှာဟော်မုန်းအားနည်းတာမဟုတ်ဘူးနော်တချို့ဒီအပြူပေါ်ဝင်ကလေးကဟော်မုန်းအားနည်းပြီးတော့အဲ့လိုမျိုးတွေရာသီစက်ဝန်းလဲပတ်တာတွေအញ្ញမ်းနေနေတယ်ဆိုအဲ့လိုတွေဖြစ်တတ်ပါတယ်အဲ့ဒါဆိုဟော်မုန်းဖြစ်ဆက်စာလေးတွေစားပြီးတော့ကိုယ့်ရဲ့ရာသီစက်ဝန်းလဲပတ်တာကိုမျှတအောင်မှန်ကန်အောင်ပြုတ်လုပ်ပေးရပါမယ်เนาะဒီတိုင်းငားနဲတာတချို့ကြတော့လေဒီချိန်ဆိုရင်အဲ့လိုရာသီဆောင်ရဲ့လက်ပတ်တဲ့ချိန်ဆိုရင်အမျိုးသမီးတွေက ဟိုဝင်ထုတ်ဝင်ပို့တခုလို့ဖြစ်နေပါတော့။ဒါအဲ့အဲ့အချိန်မှာအလုတ်ရှုပ်တယ်အဲနဲတာကောင်းတယ်လို့ထင်ရပေမဲ့အမှန်တော့မဟုတ်ဘူးเนาะအမျိုးသမီးတို့ရေဒါအမျိုးသမီးတယောက်ဟာသွေးမစုံသေးဘူးဆိုရင်ရာသီဆောင်ဝင်လဲကိုလက်ပတ်ရပါမယ်เนาะအဲ့ဒါကြောင့်မလို့အဲ့လိုမျိုးတွေလက်ပတ်မှုများကိုကအဲ့လိုမျိုးတွေပြောအမပြောတယ်လို့ဖြစ်နေတယ်ဆိုရင်ဟိုမုံဖြစ်ဆက်စာလေးတွေအနည်းဆုံးတစ်လလောက်စားကြည့်ပါ အဲ့ဒါစကြည့်တယ်ဆိုရင်ကိုကိုကိုတိတာလာလိမ့်မယ်အဲ့ဒါဆိုရင်ကိုဆက်စားတင်လားမစားတင်လားဆိုတော့ကိုကိုကိုဝေဖန်သုံးသက်ပေါ့နော်အဲ့လိုမျိုးလေးတွေပြောချင်ပါတယ်အဲ့ဒါကြောင့်မလို့ကိုကိုကိုအရင်များပိနေသလားအဲတချို့ကြလည်းအရင်ကျုံးလှီနေသလားခန္ဓာကိုဖွင့်ဖွင့်ဖော်ဖော်သူများတွေတင်းတင်းရဲနဲ့လှလှပပလေးဖြစ်ချင်နေဆိုရင်တော့လာရောက်ဆွေးနွေးတိုင်ပင်မှာရပါတယ်နော်အဲ့ဒါကြောင့်မလို့ဒီ ဖုန်းနံပါတ်ကလေးတွေဆိုအမက comment နဲ့ချပေးလို့မရတဲ့အတွက်ကြောင့်မလို့အမရဲ့ TikTok ဘိုင်းအုံမှာဖုန်းနံပါတ်ရှိပါတယ်။အဲ့ကိုတွားပြီးတော့ဆက်သွယ်လို့ရပါတယ်။အဲ့နံပါတ်က Viber လည်းရှိပါတယ်နော်။အဲ့ဒီ